တခါတော့ကရွာတရွာမှာစာတင်ကြောင်းလေးရှိတယ်။အဲ့ဒီစာတင်ကြောင်းလေးဟာချောင်းရဲ့တစ်ဖက်ကမ်းမှာရှိပြီးကျောင်းသူကျောင်းသားတွေဟာတစ်သားတရားလေးတို့ဖြတ်ပြီးကျောင်းသွားကြရတယ်။ဒီနေ့မှာသူနေတဲ့စာတင်ကမ်းကိုကျောင်းသားတစ်ထုံရောက်ရောက်လာတယ်။ကျောင်းသားတစ်ယောက်မှာ တခြားသူတွေထပ်ပိုကြီးရဲ့နှာခေါင်းအကြီးကြီးရှိတဲ့ နောက်ကြောင်သားတယောက်မှာတော့တခြားသူတွေထပ်ပိုးကြီးတဲ့နာရွက်အကြီးကြီးရှိပြီး နောက်ဆုံးကြောင်သားမှာတော့လဝါအကြီးကြီးရှိတဲ့နေ့လေကစားချိန်ရောက်တဲ့အခါကစားခွင်းကိုထွားကြတယ်ကစားခွင်းကိုရောက်တဲ့အခါအတန်းဖော်တွေကမောင်နှောင်းကြီးကိုမင်းနှောင်းကအကြီးကြီးပဲငါတို့နဲ့လာမကစားနဲ့လို့ပြောတဲ့နောက်တခါမောင်နှားရကြီးကိုလေမင်းနှားရကအကြီးကြီးပဲ ငါတို့နဲ့လာမကစားနဲ့လို့ပြောတဲ့အဲ့ဒီလိုပဲမောင်လဝါကြီးကိုလေမင်းလဝါကအကြီးပဲငါတို့နဲ့လာမကစားနဲ့လို့ပြောတဲ့အတန်းဖော်တွေကအတူတူကစားဖို့လက်မခံတဲ့အတရာသူတို့သုံးယောက်ဟာစိတ်ညစ်မဲကြတော့ဗောတနေ့မှာအကြောင်းမစင်းငင်လေဒီမိုးရီကြီးပြီးကျောင်းသူကျောင်းသားတွေဖြတ်သွားနေကြအတဒါလေးဟာကျိုးပြီးရေသေးကိုမျောပါသွားတဲ့ ចောင်းသူចောင်းသားတွေအင်ကိုပြင်မှုအခက်တွေ့နေလို့တာပေါ့ကွယ်။ချောင်းကိုဖျက်ဖို့လှေရှိပြီမဲလေလှေမှာအပေါက်တွေရှိနေတော့ဘသူမှမတုံရဲကြဘူး။အဲ့ဒီချိန်မှာမောင်နှခေါင်းကြီးမောင်နှားရွက်ကြီးနဲ့မောင်လော့ဝါကြီးတို့ကမင်းတို့အောင်လုံးအိမ်ပြန်နိုင်အောင်ငါတို့ကူညီပေးမယ်လို့ပြောပြီးတငင်ကြီးညီကိုလှေ project ခိုင်းလိုက်တယ်။ အားလုံးလေပေါ်ရောက်တဲ့အခါမောင်လဝါကြီးကသူ့လဝါကြီးကိုတွန်းပြီးလှေကိုအပြန်းထန်လော်ခတ်တယ်။ကျောင်းသူကျောင်းသားတွေကလည်းလှေထဲကိုဝင်လာတဲ့ရေလေကို အတူတူခတ်ထုတ်ကြလေ။မောင်နှခေါင်းကြီးကသူ့ရဲ့နှက်ချီးတွေနဲ့လေပေါက်တွေကိုလိုက်ပိတ်တယ်။မောင်နာရွက်ကြီးကလည်းသူ့ရဲ့နာရွက်ကြီးနဲ့လိုရရောက်အောင်ရွက်လွင်နေတယ်။နောက်ဆုံးတော့အလုံးအစင်ပြေစွာနဲ့တစ်ဖက်ကန်ကိုရုတ်သွားကြတယ်။ ချောင်းသူချောင်းသားတွေက မောင်နှောင်းကြီးမောင်နာရွက်ကြီးနဲ့မောင်လလွားကြီးတို့ကိုကျေးဇူးတင်ကြပြီးညီရွက်ချင်းရဲ့အကျိုးကျေးဇူးကို နားလဲသဘောပေါက်သွားကြတယ်။ပုံမြင့်လေးကတော့ဒါပါပဲကျေးဇူးတင်ပါပြီ။ဒီပုံမြင့်လေးကနီးပေးချင်းလေသင်ငန်းစာလေးကတော့ညီညွတ်ချင်းသည့်အင်အားချက်သည်တဦးချင်းစီအီအာနေချက်ဟုထင်ရသည့်အရာသည်ပင်လျင်တင်းတော်သောအခြေအနေနှင့်အသုံးချမှုတွင် အဖိုးတန်သောစွမ်းရည်တည်းရဲ့ထစ်လာနိုင်သည်အတင်းဖွဲ့ဆိုသည်မှာမတူညီသောစွမ်းရည်များထူးခြားမှုများရှိသည့်လူများစုစည်းခြင်းဖြစ်ပြီး ထိုမတူညီမှုများကိုငယ်အသုံးချကာပိုမိုကြီးမားသောစွမ်းဆောင်ရည်ကိုဖန်နေနိုင်သည်